ီးဆက်မယ်ဆိုရင်တလောက်ဘယ်လောက်ဆက်ရမလဲဆိုတာမျိုးကိုကိုယ့်ဘာကိုတွေ့ရမှာပေါ့နော်အဲ့ဒါသူ့ရဲ့ဂျူးဒိတ်မှာပုံမှန်ပေးနိုင်အောင်စူးစမ်းရမယ်မဟုတ်ရင်ပေးမဲ့ late penalty fees ကအရန်မြင့်တာဖြစ်တဲ့အတွက် credit debt payment ကလည်း priority payment နဲ့မှာပါတယ် really အဖြစ်ဟာကားလုံးဝပုံများတယ်လို့ mortgage လုံးဝပုံများတယ်လို့ပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ကိုပေးတဲ့ cash down payment ပေါ်မှာမူတည်ပြီးတော့ interest rate ကလည်း difference ဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်မျှော်မှန်းထားတဲ့ anxiety စိတ်မမျှော်မှန်းထားတဲ့အခြေအနေနဲ့ရင်ဆိုင်ရတဲ့အခါမှာ င်္ဂလာပါရှင် financial vigilance post ကနေပြန်လဲကြိုးဆိုပါရစေဒီတစ်ပတ်မှာတော့ဒီဝင်ပြမယ်လို့စဉ်းစားထားတဲ့ကောင်စင်က financially independence ဖြစ်ချင်တဲ့လူတွေအတွက်ထားရှိတဲ့အဲ financial freedom နဲ့သက်ဆိုင်တဲ့ milestone 5ခုလို့ပြောရမှာပေါ့အဲ့တော့ तू ကနံပါတ်1ကတော့ financial freedom ဖြစ်ချင်တဲ့လူတွေအနေနဲ့ပထမအဆုံးကမလုပ်ရမလဲဆိုရင် ကိုယ်စီမှာတကယ်လို့လုံးနေရှိခဲ့တယ်ဥပမာပေါ့ကားကိုအော်တိုလုံးနဲ့ဝယ်စီထားတယ်အိမ်ကို mortgage လုံးနဲ့ဝယ်ထားတယ်ဒါမှမဟုတ် credit card တွေကိုလည်းသုံးတယ်ဆိုလို့ရှိရင်ကိုယ်မှာရှိနေတဲ့ပေးရန်ရှိတာဝန်တွေထဲကအတူတာဝန်တွေကို ranking စီလိုက်ဘယ်လို ranking စီရမလဲဆိုလို့ရှိရင်အဲ uh, interest rate အမြင့်ဆုံးလုံးကိုထိတ်ဆောင်ရနေတာအဲ့ဒါနေပြီးတော့အမြင့်အမြင့်ဆုံး interest ပေးရတဲ့လုံးကိုအရင်အခြေခြေတိုင်းပို့စူးစမ်းရမှာပေါ့နော် ဘလို့ခြေခြေရမလဲဆိုရင်တော့ကိုယ့်ရဲ့ manly income နဲ့ကနေပြီးတော့ဒီဟာကိုဥမာကိုက3နှစ်အတွင်းပြီးဆက်မယ်9နှစ်အတွင်းပြီးဆက်မယ်ဆိုရင်တလောက်ကိုဘယ်လောက်ဆက်ရမလဲဆိုတာမျိုးကိုကိုယ့်ဘာကိုတွက်ရမှာပေါ့နော်အဲ့ဒါတော့တယောက်နဲ့တယောက်မတူဘူးပေါ့အဲ့ဒါကြတော့ financial advisor တွေက personal finance advice ပေးတဲ့အခါမှာ detail သူကပြောပြတဲ့ advisor တွေပေါ့ဒီမှာတော့ generally အပြင်တော့ ကိုယ့်ရဲ့ရှိနေတဲ့ loan တွေထဲကနေပြီးတော့ interest အမြင့်ဆုံး loan ကို ranking စီပြီးတော့အဲ့ loan ကိုဘယ်လိုအခြေအခြေမလဲကိုယ့်ရဲ့ဝင်ငွေပေါ်မှာမူတည်ပြီးတော့ financial status ပေါ်မှာမူတည်ပြီးတော့စသဖြင့်နေပေါ့ဥပမာအဖြစ်ဆိုရင် credit card ဆိုလို့ရှိရင် late payment fees ကအရင်မြင့်နေအဲ့တော့ credit card ကိုမတုံးနေလို့တော့မဟုတ်ဘူး wisely တုံးလို့ရတယ်ဒါပေမဲ့သူ့ရဲ့ due date မှာပုံမှန်ပေးနိုင်အောင်စူးစမ်းရမယ်မဟုတ်ရင် payment late penalty fees ကအရင်မြင့်တာဖြစ်တဲ့အတွက် credit debt payment ကလည်း priority payment နဲ့မှာပါတယ်အဲ့လိုပဲ ကားလုံးလို့ mortgage လုံးလို့ရဲမှာဆိုရင်လေဘယ်ဟာ interest rate ကိုအတွက်ပုံမြင်လဲပေါ့မြင်တဲ့ပုံမှာမူတည်ပြီးတော့ ကိုကအရင်ပေးဆက်ဖို့ကြိုးစားရမယ်ပေါ့ generally အားဖြင့်ကားလုံးဝပုံများတယ်လို့ mortgage လုံးဝပုံများတယ်လို့ပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ကိုပေးတဲ့ cash down payment ပေါ်မှာမူတည်ပြီးတော့ interest rate ကလည်း difference ဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့တယောက်နဲ့တယောက်မတူနိုင်ဘူးအဲ့တော့ကိုယ့်ရဲ့ loan ranking ကိုစီ interest rate အမြင့်ဆုံးအရင်ပေးဆက်နိုင်အောင်ကြိုးစားဖို့အဲ့ဒါနံပါတ်1ပေါ့နောက်နံပါတ်2ခါကျတော့အဲကိုယ့်ရဲ့အရေးပေါ်ရန်ပုံငွေကိုဖယ်ထားရမယ်ပေါ့ emergency fund ကိုဖယ်ထားရမယ်ဒါကလည်းဒီ flow မှာတစ်ချိန်လုံးပြောနေတဲ့ကိစ္စပဲပေါ့။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့နေစဉ်ဘွားတွေမှာ မသေးချာမရေရာမှုတွေနဲ့ပြင်းထန်နေတယ်ခံမှန်းမထားတဲ့ risk တွေကိုလည်းမထင်မှတ်တဲ့အချိန်မှာကြုံတွေ့နိုင်တယ်ဥပမာ pandemic လိုဟာမျိုးပေါ့ covid-19 လိုဟာမျိုးတွေဖြစ်တဲ့အခါမှာဘယ်သူမှမထင်ထားဘူးလေအဲ့လိုဖြစ်တဲ့အခါမှာအဲဒီလိုမမျှော်မှန်းထားတဲ့ anxiety စိတ်မမျှော်မှန်းထားတဲ့အခြေအနေနဲ့ရင်ဆိုင်ရတဲ့အခါမှာကိုယ့်ရဲ့ဝင်ဝေးရလန်းအရုပ်တရရက်သွားတာမျိုးအဲအရုပ်တရအလုတ်ပြုတ်သွားတာမျိုးတွေဒီဖြစ်နိုင်တယ်အဲ့လိုမျိုးဖြစ်ခဲ့ပေဆိုလို့ရှိရင်အဲအဲ့ချိန်မှာစုမိဆောင်မရှိဘူးဆိုရင်ဟိုလူစီရချီ ဒီလူစီကငှားနေကိုယ့်ရဲ့ financial freedom ကိုလည်းထိခိုက်စေနိုင်တယ်။ဒါကြောင့်မလို့ emergency fund ဟာလည်း financial freedom ဖြစ်လို့သူတွေအလုံးတွေအရန်ရေးပါတဲ့အချက်ဖြစ်တယ်။အဲ့တော့ emergency fund ဘယ်လိုထားမလဲဆိုရင်တော့ကျွန်မရှေ့ကဗီဒီယိုတွေမှာလည်းပြောခဲ့မှုတယ်။ဒါပေမဲ့ဒီမှာ short to the point အနေနဲ့ကိုယ့်ရဲ့အဲမရှိမဖြစ်အုံဆွဲရတဲ့အုံစေးရေလစဉ်အုံစေးဥပမာအိမ်ငှားကားတို့အဲပြီးတော့ကိုယ်အတွက်အုံဆွဲနေရတဲ့အိမ်အုံစေးရေဒီ အဲပြီးရင်အဲမဖြစ်မဖြစ်သုံးဆွဲနေရတဲ့စေဘဝါကတွေတယ်လီဖုန်းဘေးတွေစားတယ်အဲ့ဒီ cost တွေကို cover ဖြစ်စေနိုင်တဲ့ပမာဏရဲ့3ဆအနည်းဆုံး3ဆသို့မဟုတ်လို့ရှိရင်6ဆ ဖြစ်နိုင်တော့များနိုင်ကြများများများထားရင်တော့ကိုယ်အတွက်ပိုပြီး financial secure ဖြစ်တာပေါ့နော်ဥပမာအဖြစ်ကိုယ့်ရဲ့မရှိမဖြစ်သုံးရတဲ့သုံးစရိတ်ကတစ်လောက်10သိန်းရှိရဆိုလို့ရှိရင်သုံးစားဆိုရင်သိန်း30 emergency fund ထားတဲ့နဲ့6စားဆိုသိန်း60 emergency fund ထားတဲ့နဲ့အဲဆိုအရေးရဲ့အကြောင်းရဖြစ်လာရင်ကိုယ့်ရဲ့ financial freedom ကိုထိခိုက်စရာမလိုဘူးသူများစီကလည်းချင်းကားစရာမလိုဘဲနဲ့ပုံမှန် ရင်ဆိုင်ဖြည့်ရှင်းသွားနိုင်တယ်ပေါ့အဲ့ဒါဆိုတော့ကိုယ့်ရဲ့ financial independence ကိုလည်းမတိကြိုက်စေနိုင်ဘူးအဲ့ဒါကနံပါတ်2အချက်နံပါတ်3အချက်ကတော့ဘာပြောထားလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ future တွေတက်ကိုစပြီးတော့တဲ့ invest လုပ်ပါတဲ့အဲ့တော့အရှိရ vlog တွေမှာလည်းတစ်ချိန်လုံးပြောခဲ့ရဲ pay yourself first ပေါ့နော် pay yourself first ဆိုတဲ့နေရာမှာကိုလိုချင်တာတွေကိုရှောက်ဝယ်ရမယ်လို့ပြောနေတာမျိုးမဟုတ်ဘူး ိုယ့်ရဲ့ future အတွက်စပြီးတော့ invest လုပ်ဖို့အတွက်စတင်ပြီးတော့စူဆောင်းရမယ်ပေါ့နော်အဲ့တော့ အဲစတဲ့စူဆောင်းရမယ်စူဆောင်းရုံနဲ့ပြီးသလားဆိုလည်းမပြီးသေးဘူးဒီစူဆောင်းထားတဲ့ငွေဟာအရက်စကားနဲ့ပြောရင်ငွေသေးတယ်ဒါကြောင့်မလို့ဘဏ်ထဲမှာပုံမှန်အတိုးရတဲ့အဲ face deposit ထားမလားဒါမှမဟုတ်လို့ရှိရင်ကိုအဲလုပ်ငန်းသေးသေးလေးတစ်ခုစလုပ်မလားဒါမှမဟုတ်အိမ်ချမ်းမြေဝယ်မလား random income ရအောင်ပေါ့เนาะ example အနေနဲ့ပြောပြရအောင်เนาะအဲ့တော့တယောက်နဲ့တယောက်ကဒီလိုမျိုးဘယ်လို invest လုပ်ရမလဲဆိုတာလည်းမတူနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့အတိအကကသူ့ရဲ့ financial net worth အသက်တင်တန်ဖိုးသူ့လက်ထက်မှာဘယ်လောက်ရှိများလဲသူဘယ်လောက်စုဆောင်ထားပြီးလဲဘယ်လောက် invest လုပ်နိုင်ကြလဲနံပါတ်1ကကြတော့အဲသူ့ရဲ့ risk appetite level ပေါ့နော်သူဟာဘယ်လောက်ထိစွန့်စားနိုင်လဲဒီယင်းဤမြုံတန်ဖိုးကိုအဲဘယ်လောက်ထိအရှုံးခံနိုင်တယ်လဲဒါမှမဟုတ်ရင်များများရင်းမိများများမျက်ချင်တာလားဒါမှမဟုတ်ရင်အဲ့လိုမျိုးပေါ့နော်အဖြည်းဖြည်းလေးနဲ့မှန်မှန်လေးပဲမျက်ချင်တာလားဆိုတော့တယောက်နဲ့တယောက် risk appetite level လည်းမတူဘူးနံပါတ်3ကဘာဟိုပါပို့မတူဘူးလဲဆိုလို့ရှိရင် ကိုယ်မှာ financial knowledge ဘယ်လောက်ရှိသလဲ ကိုယ့်ရဲ့ financial knowledge ပေါ်မှာမူတည်ပြီးတော့လေဒီ invest လုပ်တဲ့ဟာလည်း꽈သွားနိုင်တယ်အဲ့တော့မတို့ကကိုယ့်အတွက်ကိုအရင်ယင်းနှီးမြုပ်နှံမှာလို့ဆိုတဲ့နေရာမှာအသေးချာဆုံးယင်းနှီးမြုပ်နှံမှုကဘာလဲဆိုရင်ကိုယ့်ကိုယ်ကိုယင်းနှီးမြုပ်နှံခြင်းဖြစ်တယ်တဲ့ကိုယ့်ကိုယ်ယင်းနှီးမြုပ်နှံခြင်းဖြစ်တယ်ဆိုတာကကိုယ့်ရဲ့ knowledge ကို upgrade လုပ်နေတာကိုယ့်ကိုယ်ကိုတိုးတက်အောင်အမြဲတမ်းစံစားနေတာဒီအဲအကောင်းဆုံးယင်းနှီးမြုပ်နှံမှုရှိဖြစ်တယ်ပေါ့နော်အဲ့ဒါကိုလည်းကျွန်မဗီဒီယိုလေးတစ်ခုရှိရလုတ်ခဲ့ဘူးလေဆိုတော့လေ အဲအဲ့ဒါလေးကိုပြန်ပြီးတော့ link ပေးပါမယ်ရှင်အဲ့တော့အဲ့လိုမျိုးလဲယင်းနှိမ့်ဖြုံနံတင့်တယ်လို့မျိုးကိုခုနပြောခဲ့တဲ့ financial goals တွေ financial plan တွေကိုမှရှိနေတဲ့အသက်တင်ပိုက်ဆိုင်မှုတန်ဖိုးတွေကိုရဲ့ risk appetite level တွေပေါ်မှာမူတည်ပြီးတော့လဲကိုရဲ့အနာဂတ်အတွက်စတင်ပြီးတော့ယင်းနှိမ့်နှံဖို့စ조사တင်တယ်။အဲ့လို조사ဖို့ငါမှ financial knowledge မရှိဘူးဆိုလို့ရှိရင်လဲဒီ finance တဲ့ပတ်သက်တဲ့ knowledge တွေဝေမျှနေတဲ့ ဒီ financial vigilance post လို့မျိုးဟာတွေပြီး financial times လို့ magazine တွေပြီးရင် bloomberg လို့ news တွေအဲ့လိုမျိုးတွေကိုလည်း ကြည့်ပြီးကိုကိုစ train ပြီးတော့ဗောနော်ကိုရဲ့ financial knowledge skill ကို upgrade လုပ်တင်နေဗောဒါကတော့အဲနံပါတ်3ချက်ဖြစ်ပါတယ်နောက်တစ်ခုကကြတော့အဲကိုရဲ့ life goals ကို life goals အတွက်လဲတဲ့ကြိုပြီးတော့တဲ့ plan ထားတင်နေတဲ့ saving လုပ်ထားတင်နေဗောဥမာဆိုရင်လူတိုင်းမှာကွာ life goals တော့ရှိကြတယ် dreams တွေရှိကြတယ်ဗောဥမာတချို့ဆိုလို့ရှိရင် bucket list အနေနဲ့ဥပမာဗောနော်ငါမသေးခင်မှာဒီနေရာကိုရောက်အောင်ကိုသွားမယ် ဲဥပမာငါ Europe trip ကိုသွားခြင်းတယ် Europe trip သွားဖို့ဘယ်လောက်ကုန်မလဲဘယ်လောက်ကုန်မလဲဆိုတဲ့ဟာကိုငါဘယ်အသက်အရွယ်မှာနောက်ဆုံးထားပြီးသွားမယ်ဆိုရင်ခုလောက်တရားဆိုရင်ငါဘယ်လောက်စပြီးတော့ပြင်ဆင်ရမလဲကြိုတင်ပြင်ဆင်ရမလဲငွေကြေးအရာရောစပဲစာရန်အရာရောပိုင်ဆိုင်မှုတွေအရာအကုန်ပြင်ဆင်ရတော့မှဖြစ်တဲ့အတွက်ခုချိန်နေရနေစပြီးကိုယ့်ရဲ့ life ကိုအတွက်ကြိုတင်ပြီးတော့ပြင်ဆင်သင်တယ်တချို့ကြတော့ရှိတယ် retire plan ကိုသူကကြိုပြီးတော့တော်ပြီးတော့စောပြီးတော့ retire ယူခြင်းတယ်ဆိုလို့ရှိရင်ကိုယ်ဘယ်လောက်မှာ ရတယူမယ်ဆိုလို့ရှိရင်ခုဒီကနေပြီးတော့အဲ့ရတယူတဲ့အချိန်မှာဘလောက်ရှိနေရမယ်ပေါ့ financial goal ရှိရမယ်ဆိုခုချိန်ကနေဘလောက်စပြီးတော့ save လုပ်မယ်ဒါမှမဟုတ်ရင်အဲ့ဒီ save ထားတဲ့ပတ်စံကိုတိုးပွားလောင်ဘယ်လို invest လုပ်သွားမလဲဆိုတာတွေအကုန်လုံးကိုစပြီးတော့ကြိုတင်ပြီးပြင်ဆင်တင်နေပေါ့အဲ့ဒါဆိုလို့ရှိရင် financial เอ่อ freedom นี่ financially independence ဖြစ်ဖို့အတွက်အများကြီးအထောက်အကူပြုတယ် နောက်တစ် ခုကကြတော့ကိုယ့်ရဲ့ financial independence ဖြစ်ဖို့ခုနအဲ့ဒီ number 4နဲ့ number 5တော့တွားပြီးဆက်ဆက်နေမယ်ကိုယ့်ရဲ့ financial independence ဖြစ်ဖို့ကိုလည်းခုတည်းကကြိုပြီးတော့ plan တင်တယ်ဥပမာဆိုလို့ရှိရင်ဒါကတော့တစ်ချိန်မှာကျမတို့ကလူတိုင်းမှာဆင်းလူတိုင်းစဉ်းစားကြမှာတစ်ချိန်မှာ financial freedom ဖြစ်ရမယ်ပေါ့ financial freedom ဖြစ်တယ်ဆိုတာဘာလဲဆိုလို့ရှိရင် number 1 ကိုယ်မှာဘာအကျွေးမှမရှိတာနဲ့တင် financial freedom ဖြစ်ပြီလားမသေးချသေးဘူး။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီလောက်ကုံမှာဝင်လာတဲ့ပေးချက်ပေါ်မှာကျွန်မညော်နှင့်ပြီးအလုံးလုံးနေရသေးတယ်ဆိုရင်ဒါကပြောရရင် financially independence မဖြစ်သေးဘူးလို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့က9 to 5ဆိုတဲ့အချိန်ကိုကျမတို့ကလောက်ကုံရင်ဝင်လာတဲ့ပေးချက်နဲ့လဲနေတာကိုအဲ့တော့ကိုအလုံးမလုံးနိုင်တော့ဘူးဆိုရင်ဒီပေးချက်ကလည်းရက်သွားမှာဒီဝင်ငွေကလည်းရက်သွားမှာအဲ့တော့ကျမတို့ကဒါ ငါမှာအလုပ်ကောင်းကောင်းရှိတယ်ဝင်ဝင်ကောင်းကောင်းရှိတယ်အကျိုးကျင်းတယ်ဆိုတိုင်း financial independence ဖြစ်လာဆိုတော့မဖြစ်သေးဘူးလို့ပြောရမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကိုအလုံးလုံးနိုင်တော့ဒီဝင်ဝင်အားရမှာရက်တဲ့ရက်တဲ့အချိန်အားစပြီးကိုမှာ emergency fund လည်းမရှိဘူး future အတွက်လည်း plan မလုပ်ထားဘူးအဲ buy investment မှာလည်းကိုကိုကိုမလုပ်ထားဘူးဆိုလို့ရှိရင် financial freedom ကိုလည်းလွတ်ဆုံးရှုံးသွားဖို့တည်ကြသွားပြီ။ အဲ့လိုမျိုးချိန်ချလို့ရှိရင်ကြာမှာဟိုချီးတင်ကားဆိုရင်ဒါ financial freedom လက်လွတ်ဆုံးရှုံးပြီပေါ့နော်အဲ့တော့အဲ့ဒါကြောင့်မလို့ကျမတို့ဟာခုချိန်ထဲကနေပြီးတော့ financial independence ဖြစ်ဖို့ကြိုတင်ပြင်ဆင်ရမယ်ဘလို့ကြိုတင်ပြင်ဆင်မလဲဆိုရင်ခုနကပြောတဲ့အဲ wisely invest လုပ်မယ် wisely invest လုပ်ဖို့ knowledge မရှိဘူးဆိုခုတည်းကနေပြီးတော့ကြိုပြီး financial knowledge တွေကိုစပြီး study လုပ်မယ် collect လုပ်မယ်စုဆောင်မယ်စတင်လေ့လာမယ်အဲပြီးရင်တည်လာတဲ့ knowledge ပေါ်မှာမူတည်ပြီးတော့ invest ကိုဘယ်လိုလုပ်မလဲဆိုတာကိုစပြီးစဉ်းစားမယ်ပြီးရင် passive income ရအောင်ဘယ်လိုစပြီးတော့ create လုပ်မလဲဆိုတာတွေကိုအကုန်လုံးချုပ်တင် plan ပြီးတော့စပြီးတော့ account ထဲပေါ်ရတော့မယ်ပေါ့ အဲ့တော့ financial freedom ဖြစ်ဖို့ financially independence ဖြစ်ဖို့ဆိုရင်အရေးကြီးတဲ့အချက်၅ချက်ရှိတယ်။နံပါတ်၁ကကိုယ်မှာ loan နဲ့ရှိနေတယ်ဆိုရင် interest အမြင့်ဆုံး loan ကိုအရင်စပ်ပါ။နံပါတ်၂က emergency fund ကိုအနည်းဆုံး၃လနေ၆လစာအတွက်ကြိုတင်စုဆောင်ထားပါ။နံပါတ်၃ကကိုယ့်ရဲ့ future အတွက်ကြိုတင် invest လုပ်ပါ။ invest လုပ်ပါဆိုတဲ့နေရာမှာကိုကိုကို knowledge ကိုလည်း invest လုပ်ရမှာဖြစ်တယ်လို့ကိုရဲ့ net worth တိုးပွားလောင်အသက်တင်ပိုင်ဆိုင်မှုတန်ဖိုးတိုးပွားလောင်လည်း invest လုပ်ရမှာဖြစ်တယ်။ number 4ကကိုရဲ့ life goals ကိုလည်းအစတင် account ထဲပို့ဖို့စူးစမ်းပါပေါ့နော်။ number 5ကကြတော့အဲ့ဒီ life goals နဲ့ပဲဆက်ဆက်တယ်။ financial independence ဖြစ်ဖို့အတွက်ကြိုတင်ပြီးတော့ခုချိန်ထဲကနေ plan ထားပါအဲ့တော့ဒီနေရာမှာပြောချင်တာဒီ၅ချက်လုံးကိုတစ်ခါတည်းနဲ့တစ်ပိုင်းနဲ့ထက် အကောင့်ထဲပေါ်လို့ဆောင်အောင်မယ်လို့မဆိုလိုဘူးကိုရှိနေတဲ့နေရာကိုရဲ့ပိုင်ဆိုင်မှုတန်ဖို့ကိုရဲ့ဝင်ငွေပေါ်မှာမှုတည်ပြီးတော့ဒီ၅ချက်ထဲကတစ်ချက်အ ਨੇ ဆုံးပေါ့ကိုရဲ့ လုံးဝအကြီးဆက်လိုက်မှာလားနောက်မှတွေးလဲပုံမှန်ဆန်ရဲနဲ့ emergency fund လေးလဲဖယ်သွားမှာလားအဲ့လိုမျိုးပေါ့နော်တင်းနဲ့နှစ်ကိုတွဲလောက်တာမျိုးတို့တင်းနှစ်သုံးတစ်ခါတည်းလုံနိုင်တဲ့လူမျိုးတို့ငါးချက်စလုံးလုံနိုင်တဲ့လူမျိုးဆိုတာလဲရှိတာပဲဆိုတော့ကိုယ့်ရဲ့ရောက်နေတဲ့နေရာကိုယ့်ရဲ့နောက်အသက်တင်ပိုက်ဆံမှုတန်ဖိုးရှိနေတဲ့ပမာဏဒါမှမဟုတ်ရင်ကိုယ့်ရဲ့ financial burden level ဒါမှမဟုတ်ကိုယ့်ရဲ့ risk appetite level အဲဒါမှမဟုတ်ကိုယ့်ရဲ့ financial knowledge အရာဒီငါးချက်စလုံးနဲ့ကကိုယ်နိုင်တဲ့အချက်နဲ့စတင်မှလို့တိုက်တွန်းရင်းနဲ့ တစုံပြာကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်